professional ဆိုတာတက်တည်ပြသခဲ့ကြတဲ့လက်ထောက်နီးပြလေးရ။မင်္ဂလာပါဗျကိုခင်းစတာဖုတ်ဘောရှိုးကနေကြိုဆိုပါရယ်ဗျကျွန်တော်ကိုခင်းပါ professional ဆိုတဲ့စကားကကြည့်ကြည့်ရပြောရင်တော့ဟိုကြည့်ကြည့်ရပေါ့ဗျာအပရော်ဖက်ရှင်နယ်ပရိုရုဘာရုစသဖြင့်ပေါ့လေဒါပေမဲ့အခြေခံကြကြစဉ်းစားကြည့်ရင်တော့ဒါက ethic တစ်ခုပဲဗျာပရော်ဖက်ရှင်နယ်ဆိုတာအသက်မွေးဝမ်းကြောင်းပညာရဲ့ ကိုအသက်မဝမ်းပြုတ်နေတဲ့အတွက်ကြောင့်ဒီပညာရက်မှာထူးချွန်ပြောင်မြောက်ဖို့လိုတယ်ပေါ့နော်ထူးချွန်မပြောင်မြောက်ဘူးဆိုရင်တော့မှကျွမ်းကျင်ပိုင်နိုင်ပါနတ်ဖို့လိုတယ်အဲ့တော့ဒီကျွမ်းကျင်ပိုင်နိုင်ပါနတ်မှုရဲ့နောက်ွယ်မှာစောင့်ထိန်ရမယ့်တိတ်ခါပုတ်တွေလည်းပါတယ် ethic ပါအရင်ရေးကြည့်တယ် professional တယောက်ရဲ့ ethic လူတယောက်ရဲ့ ethic အားလုံးစောင့်ထိန်မှာဖြစ်ပါလိမ့်မယ်အဲ့တော့အခုကျွန်တော်ပြောမယ့်လက်ထောက်နည်းပြ၄ယောက်ကလက်ရှိ modern ဘုံလောကမှာ မြက်ဝါတင်နေမြင်ခဲ့ရတဲ့၄ယောက်ပေါ့နော်အရင်ခေတ်ကာလတွေတုန်းကလည်းရှိခဲ့ပူပါတယ်ဒါပေမဲ့ကျွန်တော်နှစ်ဖူးတွေဒူးတွေအခုချိန်မှာပြိတက်ရင်းနှီးနေတဲ့လက်ထောင်နီးပြ၄ယောက်ကိုပဲကျွန်တော်ရွေးပေးခြင်းဖြစ်ပါတယ်။ဘာကြောင့်ဒီ၄ယောက်ကိုရွေးပေးလဲဆိုတော့သူတို့ player career တုန်းကကစားခဲ့တဲ့ club တင်းနေသည်လက်ရှိလက်ထောင်နီးပြလုံနေတဲ့ club တင်းနေနဲ့မဟာပြိုင်ဘက်အတင်းနေဖြစ်ပါတယ်။ဒါမဲ့လည်းကျွန်တော်ညီတန်းမှာပြောသွားသလိုမျိုး professional နဲ့ pass နဲ့ကိုကွဲလဲစွာသူတို့ လုတ်ကင်ခဲ့တယ် အပြိသက်ကလည်းနားလည်မှုပေးခဲ့တယ်ပေါ့ထားပါတော့ဗျာ Gabriel Hainsey က United အသင်းမှာကစားခဲ့ပူတယ်ပွဲများအိမဟုတ်ရင်တော့မှအချိန်တိုင်းတာတစ်ခုတည်း United အသင်းတို့ပေးဆက်ခဲ့တာပါအဲ့တော့ဒီအချိန်မှာ Arsenal အသင်းရဲ့လက်ထောက်နီးပြားလုပ်နေလို့ United ပြိသက်တွေကဟာဒီကောင် Man United အသင်းကိုတစ်ဆာဖောက်တယ် Man United အသင်းမှာကစားပြီးတော့ငါတို့ရဲ့ခါးသီးပြိုင်ဘက်မှာလက်ထောက်နီးပြားသွားလုပ်တယ်လို့လက်ညှိုးထိုးမနေပါဘူးဘာကြောင့်လဲဆိုတော့သူတို့က professional နဲ့ personal ကိုကွဲလဲစွာတည်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ် ာစနယ်ကဟင်စီသည်ယူနိုက်တက်ကိုချင့်ချင်မယ် PSG ကိုသဘောကျရင်ကြမယ်ဒါပေမဲ့သူ့ရဲ့အသက်မွေးအကြောင်းပညာရဲ့အရာအာစနယ်ရဲ့လက်ထောက်နီးပြဖြစ်နေတဲ့အတွက်အာစနယ်သင်အတွက်ပဲလက်ရှိအချိန်မှာဦးစားပေးပြီးတော့အကျိုးစီးပွားကိုဆုံးဖြတ်မှာဖြစ်ပါတယ်ခင်ဗျာโอเคအဲ့တော့ကျွန်တော် Gabriel Hensy အကြောင်းနဲ့ပဲစအောင် Hensy ကိုမိတဲ့ညီကိုတွေကတော့မိလိုက်မယ် United အသင်းကိုရောက်ရှိလာတဲ့အချိန်မှာ United ပြိတ်သက်အချစ်တော်ကစားသမားတယောက်ဖြစ်ခဲ့ဘူးတယ်နော် အလက်ဖတ်တနီယာမော CB တနီယာမော Gabriel Hainsey သည်အကောင်းဆုံးဆွဲဆောင်ရေးပြသနိုင်ခဲ့တဲ့ကစားသမားတစ်ယောက်ပါ United အတွက်ဆိုရင် Gabriel Hainsey ကပွဲပေါင်း83ပွဲကစားပြီးတော့၄ဂိုးသွင်းကျွန်တော်၃ဂိုးဖန်တီးပေးခဲ့တယ်ပွဲတရာမပြေဘူးဆိုရင်ပဲ Salas သဘောကျတဲ့ကစားသမားတွေမှာပါတယ်ဘာကြောင့်လဲဆိုတော့ Hainsey ကစိတ်သက်ကောင်းတယ်ဗျာ aggressive ဖြစ်ဖြစ်နဲ့အာတုံကိုဆိုင်ဆော့တယ်အဲတခိတက stylus သဘောကျတဲ့ player type ပုံစံမျိုးပေါ့ဗျာ united နဲ့ gabriel hensie ဆိုတာလုံးဝမေ့ထားလို့ကောင်းတယ်အရာတခုတော့မဟုတ်ဘူးတခိတက united old school fan တွေဆိုရင်ဒီခံစားချက်ကိုကောင်းစွာနားလဲသဘောပေါက်ပါလိမ့်မယ်ဒါပေမဲ့ hensie ဒီအခုချိန်မှာ arteta ရဲ့လက်ထောက်နီးပြဖြစ်နေတယ် arsenal အသင်းတော်အချိုးမြက်ရသည်မဲ့အရာမှန်သမျှကိုသူ twitter ကြံစပေးနေတယ်စိတ်အားလူအားအကုန်လုံး arsenal အတွက်ပဲပေးဆက်နေတယ်ဒါက ပါစတင်နဲ့ professional ကိုခွဲခြားသိမြင်တာပေါ့နော် United အသင်းမှာ player career တော့သူဘလောက်ပဲအပေးဆက်ပေးဆက်လက်ရှိအချိန်မှာ Arsenal လက်ထောက်နီးပြဖြစ်နေတဲ့အတွက်ကြောင့်သူဒီ Arsenal အသင်းတော်တပည့်ဦးစားပေးပြီးတော့ရွေးချယ်တဲ့သဘောမျိုးပေါ့နော်ကဲကျွန်တော်နောက်ထပ်တစ်ယောက်ကတော့ Colotore ဖြစ်ပါတယ် Colotore ကို Arsenal ရဲ့ခေတ်ဦးပရိသတ်တွေကတော့ကောင်းကောင်းမိပါလိမ့်မယ် Colotore ကတကယ့် Arsenal ရဲ့ legendary ပြ Arsenal မှာပွဲပေါင်း326ပွဲတိတိကစားခဲ့တာ ပွဲပေါင်း300ကျော်ဆိုတာနဲတာမုံတော့ဘရိုအဲ့တလောက်တိကိုကိုလိုတူရိတ်ကအာစနယ်အတွက်ပေးဆက်အနစ်နာခံခဲ့တဲ့ခံစစ်မှုကြီးဖြစ်ပါတယ်အာစနယ်ရဲ့ခံစစ်တန်းမှာဆိုရင်ကိုလိုတူရိတ်ကဆိုကမ်ဘယ်တို့လိုမျိုးပဲဖယ်ထားလို့မရတဲ့ပလေယာတယောက်ဖြစ်ပါတယ်အဲ့တော့ကိုလိုတူရိတ်အနေနဲ့ပလေယာကယ်ရီယာမှာတော့အာစနယ်အတွက်ပေးဆက်ကစားခဲ့တယ်ဆိုရင်ပဲအခုချိန်မန်စီးတီးလက်ထောက်နီးပြအဖြစ်တာဝန်ယူဆောင်ရွက်ပေးနေတယ်မန်စီးတီးအသင်းမှာတက်တန်းလိုက်နီးပြအဖြစ်နဲ့ရောနော်အခု ဖက်ဂွာဒီယိုလာရဲ့လက်အောက်မှာလက်ထောက်နီးပြဖြစ်နေရောပါဝင်ဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်ဒီနေရာမှာတခုပြောချင်တာသူတို့ရဲ့ professional အလုပ်ဒီ professional အရာလောက်တာ ပါတယ်လို့ဟို professional ဆိုကမှဗျာအတမူးအကြောင်းပညာပတ်စံကိစ္စရယ်လဲပါတာပေါ့နော်တခါလေကြရင်သူ့ရဲ့ပုံကွေခံစားချက်ရအာစနယ်ကိုစိတ်ထဲမှာရှိတယ်ဆိုရင်မဲ့လက်ရှိဘဝရှောက်လန်းမှုရငွေကြေးရအရေးပါတဲ့အတွက် မစီတီတင်းရဲ့လက်ထောက်နီးပြတယောက်အနေနဲ့အကောင်းဆုံးလုတ်ကိုင်းနေတာလည်းဖြစ်ပါတယ်ခင်ဗျာဒီလိုကြောင့်ကျွန်တော်ကတော့ကိုလိုတိုရီကိုအဲ့နီးပြ၄ယောက်ထဲမှာဒုတိယမြောက်တယောက်အဖြစ်ထည့်သွင်းဆွေးနွေးသုံးသပ်ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ညကိုရင်းနေနဲ့ဘောလုံးပွဲကစားခြင်းနဲ့ဆိုရင်စီနီယာတော့ချက်စီမှာမောင်ငါ6အိုင်ဘတ်ခွန်ရှိကို၅တလုံးမစ်တိုကိုမန်ဘာသစ်ယူနစ်ဖြစ်အပိုစုခြေရင်နဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနံပါတ်39963180မှာဆက်သွယ်ဆုံးစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာ နံပါတ်3နေရာမှာရှိနေတဲ့လက်ထောင်နီးပြတယောက်ကတော့ဂျွန်းဟိုက်ဒင်ကဖြစ်ပါတယ်။ဒါပေမဲ့ဟိုက်ဒင်ကပြီးခဲ့သောဘောလုံးရာသီကလက်ထောင်နီးပြဖြစ်ခဲ့တာပါ။အခုတော့ IS ကနေထုတ်ပယ်ခံခဲ့ရပြီး Without Club ပေါ့နော်။အသင်းလက်မဲ့ဖြစ်နေပါတယ်။အဲ့တော့ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအနည်းဆက်ဆုံးအခြေအနေရှိခဲ့တဲ့အတွက်ကြောင့်ထည့်သွင်းပြီးတော့ဆွေးနွေးလိုက်တာပါ။ဟိုက်ဒင်ကဒီ Liverpool အသင်းမှာ Arnaud Slot out လက်ထောင်နီးပြအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပေမဲ့ တကယ်တော့ Liverpool နဲ့ Carthy မြို့ကန်ပြိုင်ဘက်เนาะ Marseille ပြိုင်ဘက် Everton အသင်းရဲ့ကစားသမားဟောင်းတစ်ယောက်ဖြစ်ခဲ့မှုပါတယ်အဲ့တော့ Everton အသင်းမှာ Hiding ကပွဲ140ကျော်တောင်ဆော့သွားတာဗျဒါပြင် hiding ကိုပေါ်ချောင်ကောင်ဈေးနဲ့ခေါ်ခဲ့တာတော့မဟုတ်ဘူး Atletico Madrid ရောက်သွားတဲ့အချိန်မှာ hiding ကိုယူရို6တန်းကျော်လောက်နဲ့ပြန်ပြီးတော့ခေါ်ခဲ့တာပါ hiding ကကစားဖို့မားတယ် aggressive ဖြစ်တယ်တစ်ခါလေကျရင် CB လည်းကစားနိုင်တယ်ရှစ်တက်လည်း goal twin ယူနိုင်သွမ်းရှိတယ်အဲ့တော့ hiding ကဒီ Everton အသင်းတို့ကပွဲပေါင်း140ကြောင်ကစားခဲ့ထားတာဗျ now twin ကိုကျွန်တော်ငါးကိုတွင်းယူခဲ့တယ်ငါးကိုဖန်တီးပေးခဲ့တယ်အဲ့လိုမျိုး evident တို့ကပွဲတရာကျော်ကစားပေးတဲ့ကစားသမားတစ်ယောက်ကလက်ထောင်နီးပြဖြစ်တဲ့အခါကျတော့ liverpool မှာလက်ထောင်နီးပြဖြစ်တယ်ပေါ့နော်ပုံမှန်အားဖြင့်ဆိုရင်အရင်ခါးတီးတဲ့မြို့ကန်ပြိုင်ဘက်တွေဖြစ်တဲ့အတွက်ကြောင့် john hiding ကက evident ပြိသက်တွေအတွက်ပြစ်မှတ်ထားစရာဖြစ်တယ်ဆိုပေမဲ့လည်းဒီပြိသက်တွေကလည်း professional နဲ့ pass နဲ့ကိုအကောင်းဆုံးနားလည်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် AC ပါပဲ ထရော့ဟိုက်ဒင်ကသည်ကျွန်တော်၃ရောက်မြောက်ဒါထည့်ရွေးချက်ပြီးတဲ့ professional နဲ့ personal ကိုခွဲခြားသိမြင်ခဲ့တဲ့နီးပြကစားသမားတွေကတယောက်အပါဝင်ဖြစ်ပါတယ်။နောက်ဆုံးတယောက်ကတော့ Van Brun Cross ပြ။အဲ့ Van Brun Cross ရဲ့အကောင်းဆုံးအခြေအနေကခြားသောအသင်းအသင်းမှာဖြစ်ခဲ့တယ်။အထပ်ပါတော့ Barcelona မှာ Van Brun Cross ပို့ပြီးတော့အောင်မြင်ခဲ့တယ်ဆိုပေမဲ့တကယ်တမ်း Arsenal ရဲ့ရွှေခစ်မှာ Van Brun Cross ကိုလည်းမေ့ထားလို့မရဘူး။ ဖန်ဘရူဂရော့စ်တီအာစနယ်မှာဒဏ်ရာပြဿနာတွေကြောင့်သူပွဲအများကြီးမကစားခဲ့ရဘူးဆိုရင်အာစနယ်ရွှေဖလားရတဲ့ခုနှစ်တုန်းကအထိုက်လျောက်ကစားခဲ့ရတယ်။အာစနယ်သစ်တွေကပွဲပေါင်း64ပွဲကစားပြီးတော့နှစ်ဂိုးသွင်းခဲ့တယ်၊ကိုးဂိုးဖန်တီးပေးခဲ့တယ်။ပြောချင်တာဖန်ဘရူဂရော့စ်ကိုလည်းမေ့လို့မရဘူးပေါ့နော်။သူက2001ထဲကရောက်လာပြီးတော့ဒါအာစနယ်ရွှေဖလားရတဲ့အချိန်ထိကစားသွားခဲ့တယ်။အဲ့နောက်ပိုင်းမှာဘာစလိုနာသင်းကိုပြောင်းရွှေ့သွားတာ။ဒါပေမဲ့ဖန်ဘရူဂရော့စ်တီ အာဆင်နဲ့တွဲပြီးတော့ကျွန်တော်မှတ်မိနေတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ Van Broekross က Netherlands သားလို့သာပြောတာဗျာ။သူ့ရဲ့မျက်နှာပုံမှန်တွင်ပြင်ကနည်းနည်းအာရှနဲ့ဆင်နေပေါ့နော်။အဲ့ချိန်ကလေးကအာဆင်နောက်တန်းဒီကစားသမားကဘာလုပ်လဲဆိုတော့စိတ်ဝင်စားမှုမျိုးတော့ရှိခဲ့တယ်။အခုချိန်ဒီလေ Van Broekross ကို Arsenal နဲ့ကျွန်တော်တွဲပြီးတော့မှတ်မိနေတော့မယ်။ဒါပေမဲ့ Van Broekross ကလက်ရှိအချိန်မှာ Liverpool သင်းရဲ့လက်ထောက်နီးပြအဖြစ်ဆောင်ရွက်နေတယ်။အဲ့တို့ကြောင့် အပလီယာလိုက်မှာတော့အာစနယ်တင်းတော့ပေးဆက်ပြီးကစားခဲ့ရပေမဲ့မန်နေဂျာကယ်ရီယာမှာခါသည့်ပြိုင်ဘက်လီဗာပူးကိုရောက်သွားပေမဲ့သူတို့ professional နဲ့ personal ကိုကောင်းစွာနားလည်သဘောပေါက်နေတယ်ဒုတိယအဖြစ်ကျွန်တော်ကတော့ဒီပုဂ္ဂိုလ်၄ယောက်ထဲသွင်းဆွေးနွေးတဲ့နေရာမှာရွေးချယ်ပေးခြင်းဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ညီကိုတွေရောဒီလက်ထောင်နီးပြ၄ယောက်နဲ့ပတ်သက်ပြီးတော့အမှတ်တရတွေရှိခဲ့လားဘလို့ comment ပေးခြင်းတလဲနောက် professional နဲ့ personal ဆိုတာရောဘလို့ဆွေးနွေးခြင်းတလဲ comment ထဲမှာဝင်အောင်မှတ်ချက်ရေးသားပေးသွားလို့ရပါတယ်